ားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြခြင်းတဲ့အကြောင်းအရာတော့ဗောနော်အခုနောက်ပိုင်း TikTok မှာလည်းအများကြီးတွေ့လာတယ်။ကြောက်ကက်ပျက်စီးလို့ဆိုပြီးတော့ကြောက်ကက်စီးရတဲ့သူတွေရဲ့ဗောနော်ဒီဗီဒီယိုလေးတွေ့လာတယ်။ဆိုတော့ကြောက်ကက်ပျက်စီးတာကဘာဖြစ်လို့လဲဆိုတာကိုပြောပြခြင်းပါတယ်။ဗောပျက်ကြောက်ကက်ပျက်စီးတာကဗောနော်ဘာဖြစ်လို့လဲဆိုလို့ရှင်အကုန်လုံးကိုမိကြီးရဲ့ခါမှာလည်းသွေးတိုးကြမှုလို့လို့ဖြေထားကြရဗောနော်။အလူတွေကသူတို့ကိုသူတို့သွေးတိုးနေမှလည်းတတိမထားမိကြဘူး။နောက်ပြီးတော့လို့ရှင်တစ်ခါလေးကြရင်ခေါင်းကိုက်တာမျိုးတွေရှိရပေါ့။အဲ့ဒါက သွေးတိုးလို့ခေါင်းကိုက်တယ်ဆိုတာကိုမသိကြပဲနဲ့ဒီရိုးရိုးတနက်ခေါင်းကိုက်တယ်ဆိုပြီးတော့အကိုက်ခဲပြောက်စီတွေတောက်ကြတယ်။နောက်ပြီးရင်အကိုက်ခဲပြောက်စီရာနေပြီးတော့ဒီကြောက်ကက်ကိုထိရဲပေါ့နော်။အော်သွေးတိုးကလည်းကြောက်ကက်ကိုထိရဲအဲ့ဒီမှာရင်ကြောက်ကက်ကပြက်စီးပြီးတော့ကြောက်ကက်စီရတာမျိုးဖြစ်ပါတယ်။ တော့သွေးတိုးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့မြန်မာပြည်တော်များများအုံနှုတ်ကိုကြောက်ကြပါတယ်အုံနှုတ်စားလိုက်ရင်သွေးအရန်တိုးမယ်လို့ထင်ကြရတယ်ပေါ့နော်တကယ်တမ်းသွေးတိုးစီတာကတော့အုံနှုတ်မဟုတ်ခင်းနဲ့စားပါအဲဆိုရီယန်ကြောင့်ပေါ့နော်ဆိုတော့ငပိငချောက်တွေစားတာထက်အုံနှုတ်ကိုပို့ပြီးတော့မြန်မာပြည်ကကြောက်ကြတယ်အမှန်တကယ်ကတော့ဒီငပိငချောက်ကတော်ရုံမဲစားတဲ့နယ်ပေါ့နော် အုံနှုတ်ကငပိငချောက်လောက် ဟိုဘယ်လိုပြောမလဲသွေးမတိုးစီဘူးပေါ့နော်ဆိုတော့ငပိရေမှာကစားပါတော့လေငန်နေပြီးွားလို့ရှိရင်ငပိရေကျိုးတဲ့အခါမှာတော်တော်များများအချိုးမှုတ်ထဲကြရတယ်ပေါ့နော်အချိုးမှုတ်ထဲရတာကြိုက်တယ်ပေါ့နော်ဆိုတော့အချုံမုံပါလဲဆိုရင်ပါတယ်အဲ့ဒါကြီးစားပြီးတော့သွေးတို့ကဖြစ်မှန်းမသိဖြစ်တာဖြစ်ပါတယ်ကျမဆိုလို့ရှိရင်တော့ငပိရေးစားတယ်ဒါပေမဲ့အာ ငပိရေကြိုးတဲ့ခါမှာတော့အချိုမုတ်ထည့်ပြီးတော့မကြိုးဘူးပေါ့နော်အဲရိုးရိုးတန်တန်ပဲငပိကြိုးရဲပေါ့နော်ဆိုတော့နောက်ပြီးွားလို့ရှိရင်အလူတွေမှာကြွေးတက်တဲ့အလူငချောက်တူပါလို့ပေါ့နော်အဲ့ဒါတွေမှာလည်းအဲငချောက်ကလည်းအရသာစိတ်နာမျိုးပါတယ်ပြီးအလူငချောက်တူပါတို့တဲမှာထည့်ချက်တယ်ပေါ့နော်ဒီအုံတို့ရင်းမြေပဲကြီးကြမှုလို့လဲဆိုရီယန်ကညားသွားတယ်ပေါ့နော်ဆိုတော့ဆိုရီယန်နေကလည်းဒီအုံတို့မြေပဲတို့ကြောင့်မလို့မပြောက်သွားဘူးအဲ့ဒါတွေစားရနေပြီးတော့သွေးတို့ကဖြစ်မှန်းမသိဖြစ်နေတာဖြစ်ပါတယ်နောက်တစ်ခုကဒီ ငါပြင်ငါချောက်အပြင်ပေါ့နော်နောက်ထပ်ဆိုရီယံများတဲ့အစားအစာကတော့ခောက်ဆွဲကြောက်ပဲဖြစ်ပါတယ်ခောက်ဆွဲကြောက်တွေကိုတော်ရုံစားပါအဲနောက်ပြီးသွားလို့ရှိရင်လူတွေကအလွယ်တကူပေါ့နော်ခောက်ဆွဲကြောက်အာစားကြတယ်ခောက်ဆွဲပြုတ်စားကြတယ်ပေါ့နော်အဲ့ဒီခောက်ဆွဲပြုတ်တွေခောက်ဆွဲကြောက်တွေကဒီကျမတို့ရဲ့ကြောက်ကပ်ကိုပျက်စီးစေတဲ့ဆိုရီယံနေအများကြီးပါဝင်ပါတယ်အဲအပေါ်မှာပြောထားတဲ့အရာတွေကိုပေါ့နော်လုံးဝမစားရဘူးလို့လည်းမဆိုလိုပါဘူးအကုန်လုံးကတော့တင့်တင့်မြတ် တောင်ပေါ့နော်ဒီလိုစားရင်တော့ရတယ်အလွန်ကြောမစားဖို့ပြောတာပေါ့နော်ငချောက်ဆိုရင်လည်းအဲစားပေါ်တဲ့ငချောက်လေးတွေကိုရွေးပြီးတော့စားငပိရင်နဲ့ထမင်းနေနေမဲတို့စရာအဆုံးနဲ့စားစားတာ၄ဆိုလို့ရှိရင်လည်းစားခြင်းစရာကောင်းတယ်ပေါ့နော်အဲအဲ့ဒါတွေကတော့သွေးတိုးစေတယ်ဆိုတာကိုတတိယပါအာကိုကနေ့တိုင်းငပိမစားမဖြစ်လို့စားမယ်ဆိုရင်တောင်မှရှော့ပြီးတော့စားပေါ့နော်အာ နောက်ပိုင်းဆိုလို့ရှိရင်ဒီထမင်းနေငပိရီစားတာကိုဥမာတပတ်မှာ9ရက်ရှိတယ်ဆိုလို့ရှိရင်3-4ရက်လောက်ပဲစားပါတော့။အဲ့ဒါတွေကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။နောက်ခောက်ဆွဲကြောက်ပြုတ်စားမယ်ဆိုလို့ရှိရင်လည်းခောက်ဆွဲကြောက်ကိုအရင်ပြုတ်ရေဦးသွန်းပြီးရင်ထပ်ပြီးတော့နောက်တစ်ခေါက်ထပ်ပြုတ်ပါတော့။ရေနွေးကိုတည်ပြီးတော့စူတော့မှအမုတ်နေထက်ခောက်ဆွဲထည့်စားတာမျိုးတွေကဆိုရရင်ထိုင်လျောက်ရှော့ပေးနိုင်တာပဲဖြစ်ပါတယ်။ပြောချင်တာကတော့ခောက်ဆဲပြုတ်စားမယ်ဆိုရင်ရေနှစ်ရေလောက်ပြုတ်ပါတော့။ရေနှစ်ရေလောက်ပြုတ်ပြီးတော့မှခောက်ဆဲနူးကန်ဒီလောက်ကြာမှဒီ အထုပ်အမှုံနေပေါ့နော်အဲ့ဒါထည့်တာမျိုးလို့တခါတည်းရေတခါတည်းနဲ့အကုန်လုံးရောမပြုံနေပေါ့နော်အဲ့ဒါတွေကပို့ပြီးတော့ဆိုးသွားပါတယ်နောက်ပြီးွားရင်ကိုကခေါင်းကိုက်ခေါင်းမှုဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲသွေးပေါင်ချိန်ကြီးကိုမမေ့ပါနဲ့အကိုက်ခဲပြောက်ဆေးတွေကိုလည်းပဲကြီးလော်စားတယ်လို့မျိုးအားတိုင်းမစားပါနဲ့ပေါ့နော်မတောက်ပါနဲ့တချို့ကျတော့အာဒီဆေးတောက်လိုက်ရင်ပျောက်တယ်ဆိုပြီးတော့ အမြဲတမ်းဆွဲတောက်တာမျိုးတွေရှိရပါတော့နော်။ခေါင်းလေးကိုက်မယ်ဆိုလို့ရှိရင်လည်းဆေးတောက်လိုက်မယ်။အဲနည်းနည်းလေးမူးမော်ဆိုလို့ရှိရင်လည်းဆေးတောက်လိုက်မယ်။အဲ့လိုမျိုးကြတော့ဆေးရရင်ပြီးတော့နောက်ပိုင်းကျလို့ရှိရင်ကြောက်ကပ်ပျက်စီးတာဖြစ်ပါတယ်။ဆိုတော့ကိုယ့်ရဲ့ကြောက်ကပ်ပျက်စီးမှုကိုအထိုင်းလျောက်ကာကွယ်ဖို့အတွက်အုံစိမ်းရည်ယူတောက်ပေးပါ။အုံစိမ်းရည်တောက်ခြင်းကတော့ဒီခန္ဓာကိုယ်မှာပိုရှန်နေတဲ့ဆူရီယန်တွေကိုဆေးရနေပြီးတော့ဆွန့်ထုတ်နိုင်တာဖြစ်တဲ့အကြောင်းကြောင့်မလို့ဖြစ်ပါတယ်။ဆိုတော့ ဒီကြောက်ကက်ကိုမပြတ်စည်းခြင်းနဲ့လူတွေပေါ့နော်ကြောက်ကက်ကျမ်းမာရေးကိုဂရုစိုက်ခြင်းနဲ့သူတွေရတော့ကျမပြောသလိုမျိုးအစားအသောက်ရှောင်မှာနောက်ပြီးသားလို့ရှိရင်အုံစင်းရေတောက်ပေးပါလို့အကြံပေးခြင်းပါရှင်အားလုံးပဲနေကောင်းကျန်းမာကြပါစေ